ဒီနေ့မှာတော့9သိန်းကျော်ပဲရှိရဲဈေးတက်တာတဲ့ Samsung Phone တစ်လုံးကို Samsung Fan တွေအတွက် review လုပ်ပေးမယ်။အားရတော့အခုကျွန်တော်လက်ထဲမှာခြင်ထားတဲ့ Samsung ရဲ့ Galaxy A70 ဒီကောင်လေးကထွက်ထားသိမကြသေးဘူး။အဲ့တော့ model တစ်လို့ပြောလို့ရတယ်။အဲ့တော့ဒီဖုန်းလေးကဘယ်လိုမျိုးအကြောင်းနေရှိမလဲဆိုတာကိုကျွန်တော်တို့တူတူ video ထဲမှာစပြီးတော့ကြည့်လိုက်အောင်။ဒီ Samsung Galaxy A70 ကကျွန်တော်တို့ဒီ 4G version နဲ့ 5G version ဆိုပြီးနှစ်မျိုးထွက်တယ်။ Quora ဆိုလို့ SoC လောက်ပဲ Quora တယ်။ကျွန်တော်တိတ်ပြီးတော့များများဆဆ Quora မရှိဘူး။ ဇေနိုမိုင်းကတော့ဒီ A74G version ကဒီ 4128GB ကို8သိန်းကျော်လောက်နဲ့ရမယ်။နောက်ပြီးတော့ဒီ 5G version ကတော့ 8256GB လောက်ကြီးထွက်တယ်။အဲကောင်ဆိုရင်တော့10သိန်းကိုဒီတောင်းခန်းန်းလေးလောက်ဆုံးပါဆိုတော့ဆန်ဆန်းပုံးလုံးနေနဲ့ဆိုရင်ဒါကဈေးသက်သာတဲ့အထက်မှာပါတယ်။အဲ့တော့ဒီ A7D ရဲ့ဒီဇိုင်းကလာဘာညာအနေထားနေစပြီးတော့ပြောလိုက်အောင်။ဇိုင်းဘက်မှာဆိုရင်တော့ဒီဖုန်းကရှေ့ရထွက်ခဲ့တဲ့ဒီ A series ရဲ့ဒီဇိုင်းပုံစံတိုင်းပဲအကုန်အတူတူပဲလုပ်ထားပြီးတယ်။သူ့ရဲ့ကင်မရာဘန်ထားထားတဲ့ပုံစံတွေနောက်ဘက်ခြမ်းကကြောဘက်ခြမ်းပုံစံတွေကအကုန်လုံးအတူတူပဲ နောက်ပြီးတော့ဒီ A series ရဲ့ထုံးစံတိုင်းပဲသူ့ရဲ့ဒီပေါ့နော် power button နဲ့ volume button ကိုပို့ပြီးတော့တိတောက်အောင်နည်းနည်းလေးကြွကြွလေးလုပ်ပေးထားတယ်ဒီချက်တွေကတော့ဒီ mic ရဲ့ချက်ထဲမှာပါတယ်နောက်ပြီးတော့ဒီ design ဘက်မှာကျွန်တော်ကြိုက်တဲ့ချက်ကသူ့ရှိရာထုတ်ပေးတဲ့ color တွေကဒီအခြားဖုန်းတွေမှာလိုမျိုး crazy color တွေဒီ bling bling ဖြစ်တဲ့အရောင်တွေမဟုတ်ဘဲနဲ့အရန်ကိုမှညိန်ပြီးတော့ဒီ Samsung ရဲ့ပေါ့နော်ဒီ flagship series မှာတုံးပေးတဲ့ဒီ Samsung Galaxy Z Fold 7တို့မှာထုတ်ပေးတဲ့ဒီအပြာရောင် color တို့အမင်းရောင် color တို့ ဒါလေးတွေကိုထုတ်ပေးတာကကျတော့ဒီလိုမျိုး budget ဖုန်းလုံးနေနဲ့ဆိုရင်သူ့ရဲ့ထုတ်ပေးတဲ့ color တွေဟာတော်တော်လေးမိုက်တယ်လို့ပြောရမယ်။နောက်ပြီးတော့ဒီ SMD မှာတိုးတက်လာတဲ့ချက်ကတော့ Hanfield လေး။ Hanfield ဘန်းကအရင်တုန်းကဒီ Galaxy A series တွေမှာဆိုရင်ကျတော့လက်ထဲမှာကင်မဲ့ဆိုရင်ခတ်ထောက်ထောက်ကြီးဖြစ်နေဆိုရဲခံစားချက်ကိုရတယ်။ဒါပေမဲ့ဒီ SMD မှာကျတော့အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့သူ့ရဲ့ဒီ베ဘက်ဘောင်တွေကိုခတ်လုံးလုံးလေးလုပ်ပေးလိုက်တာ။အဲ့လိုမျိုးပေါ့နော်သူ့ရဲ့베ဘက်ထောင်လေးတွေလုံးလုံးလေးလုပ်ပေးလိုက်တဲ့အတွက်ကြောင့်ကျွန်တော်လက်ထဲမှာကင်ထောက်နေတဲ့အရာမျိုးတွေမရှိဘဲနဲ့တော်တော်လေးတက်တောင့်တက်တာဖြစ်တယ်လို့ပြောရမယ်။ နောက်ပြီးတော့ဒီဖုန်းရဲ့အလေးချိန်ကလည်း192 gram နဲ့အထူကလည်းဒီ7.2 mm ဆိုတော့ဒီဖုန်းကမလေးလုံးမပေါ့လုံးအပြင်အောင်မှာလက်ထဲမှာကန်ရတာတော်တော်လေးတက်တောက်တက်တာရှိရလို့ပြောလို့ရတယ်။ဘေးကွက်လည်းဒီပိုင်းကတော့ဒီဖုန်းကဒီ Samsung ရဲ့ budget line ရဲ့ဖုန်းတစ်လုံးဖြစ်တဲ့တကြောင်သူရှိမှာအကုန်လုံး plastic တွေပဲသုံးထားပေးတယ်။ဒါပေမဲ့ဘေးကွက်လက်ဒီပိုင်းမှာမိုက်တဲ့ချက်ကတော့သူ့ရဲ့ရှေ့ဘက် display မှာကာပေးထားတာကဒီ flagship ဖုန်းတွေမှာပဲသုံးပေးတယ်။ Gorilla Vita Plus ကိုသုံးပေးထားတာဆိုတော့ဒီချက်ကတော့တော်တော်လေးသဘောကျတယ်။ ပြောချင်တာကကြတော့ဒီမှန်နေကအစင်းရတန်းတွေအပွန်းရတန်းတွေကိုတာမန်အခြားဖုန်းနေတဲ့ရှင်အများကြီးပို့ပြီးတော့ခံနိုင်တယ်အဲ့တော့ဒီဖုန်းကိုလူတော်တော်များများကြည့်ကြတာနဲ့အပြစ်ပြောကြမယ့်အချက်ကိုသွားလိုက်အောင်အဲ့ဒါကတော့ဒီဖုန်းရဲ့ display ဘိုင်းဒီဖုန်းရဲ့ display ဘိုင်းမှာဆိုရင်ကျွန်တော်မကြိုက်တဲ့အချက်ကတော့နှစ်ချက်ရှိတယ်ပထမအောင်ချက်ကတော့သူ့ရဲ့ဒီအပေါ်ဘက်မှာသုံးမိထားတဲ့ water dot notch နဲ့ဒီနောက်တစ်ခုကကြတော့သူ့ရဲ့အောက်ဘက်ကချင်းကနည်းနည်းလေးထူနေတဲ့အချက်ဒီဖုန်းလိုမျိုး9သိန်းဝန်းကျင်10သိန်းလောက်ထိရှိတဲ့ဖုန်းပလုံးနေနဲ့ ီလိုမျိုး water torch nose နဲ့ကကျတော့တိတ်ပြီးတော့အဆင်မပြေဘူးနောက်ပြီးတော့ချင်းကနည်းနည်းလေးကြီးနေတာကလည်းဒီ2025နှစ်ကုန်ပိုင်းမှာထွက်တဲ့ဖုန်းတစ်လုံးအနေနဲ့ဆိုရင်တော့ဒီချက်တွေကအားနည်းချက်တွေပါထည့်ထားလို့ရတယ်ဒါပေမဲ့သူရှိမှသုံးပေးထားတဲ့ panel ကတော့သူစီတန်းဝင်းကျင်မှာ global version ဖုန်းထဲမှာဆိုရင်တော်တော်လေးမှကောင်းတဲ့ panel တွေမှာပါတယ်သူရှိမှာကဒီအခြားဖုန်းတွေမှာလိုမျိုး YouTube နဲ့ AMOLED display မသုံးမဲနဲ့ဒီ Samsung ရဲ့ Super AMOLED display ကိုတုံးထားပြီးတယ်။နောက်ပြီးတော့ 1080p resolution ရမယ်။ ။နောက်ပြီးကျွန်တော်တို့ referring ကလည်း90 hertz လောက်ထိဆိုတော့မစိုးဘူးဆိုတဲ့အနေအထားမှာရှိတယ်။နောက်ပြီးတော့ဒီ display နဲ့ကျွန်တော်ရုပ်ရှင်ကြည့်ကြည့်တာ YouTube ကြည့်တဲ့အချိန်မှာလည်းအခြား AMOLED display နဲ့ရှင်ပိုဆိုပြီးတော့ပိုတောက်တယ်ဆိုတဲ့ခံစားချက်ကိုရတယ်။အဲ့တော့ဒီ phone ရဲ့ display ကကျွန်တော်ရှေ့မှာပြောခဲ့လို့ water dash notch နဲ့ဒီချင်းကနည်းနည်းထုနေတာလို့ရင်သူ့ဈေးတန်းဝင်ချင်မှာဒီ display panel ကတော်တော်လေးမှအဆင်ပြေပြီးတော့ price to performance ကောင်းတဲ့ display ထဲမှာပါတယ်လို့တော့ပြောရမယ်။အဲ့တော့ဒီ phone ရဲ့ SoC အကြောင်းကိုကြွားလိုက်အောင် ဒီဖုန်းရဲ့ SoC ကဒီ 4G version မှာဆိုရင် Helio G99 ကိုသုံးမိထားတယ်။ 5G version မှာဆိုရင်တော့ဒီ Samsung ရဲ့ in-house SoC Exynos 1330ဆိုတဲ့ SoC ကိုသုံးမိထားတယ်။ဒီ SoC နှစ်ခုရဲ့ဒီ performance ကဒီ global version 10သိန်းအောင်ဝင်ကျင်မှာဆိုရင် price to performance ကောင်းတဲ့ SOC တွေမှာပါတယ်။ဒီချက်ကတော့ Samsung ဖုန်းတွေအနေနဲ့ဆိုရင်တော်တော်လေးတိုးတက်လာလို့ပြောရမယ်။အရင်တော့ဆိုရင်ပေါ့နော်ဒီ7သိန်းအောက်မှာဆိုရင် Samsung ရဲ့ Galaxy A series ကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ yield တန်းဖုန်းကိုသုံးဖို့လောက်ပဲအဆင်ပြေတာများတယ်။ဒါပေမဲ့ဒီနေ့မှာထွက်ထားတဲ့ဒီဖုန်းနှလုံးရဲ့ SOC နဲ့ဆိုရင်ကျွန်တော်တို့က yield တန်းဖုန်းကိုသုံးရုံနဲ့မဟုတ်ဘဲနဲ့ gain တွေပါဆော့မယ်။ဥပမာ Mobile Legends တို့ PUBG တို့အဲ့လိုမျိုးဂိမ်းတွေဆော့မယ်။နောက်ပြီးတော့ကျွန်တော်ဒီ TikTok မှာဒီ video editing အသေးစားလို့ပုံစံမျိုးလေးတွေလုပ်မယ်ဆိုရင်တော့မှ တော်တော်လေးအဆင်ပြေလာလို့ပြောရမယ်အဲ့တော့ဒီ Samsung Galaxy A73 ရဲ့ 4G version ရော 5G version ရောရဲ့ကျွန်တော်တို့ SoC performance က price to performance ကောင်းတယ်လို့ပြောရမယ်ဒါက Samsung ဖုန်းလုံးနေနဲ့ဆိုရင်တော့တော်တော်လေးမှထူးခြားတဲ့အချက်လို့တော့ပြောရမယ် Samsung အနေနဲ့ကျွန်တော်တို့ user တွေပေါ့နည်းနည်းလေးစေနာရှိလာတယ်လို့ပြောလို့ရတယ်။အဲ့ဒီဖုန်းရဲ့အဓိကအားသာအချက်ကတော့သူ့ရဲ့ software ပိုင်း software ပိုင်းမှာဆိုရင်ဒီဖုန်းမှာကဒီ Android 15ပေါ့ base ယူထားတဲ့117ကိုတုံးထားပြီးတယ်။နောက်ပြီးတော့ software update ကကျွန်တော်တို့ 6နှစ်အောင်ရမှာဒါကပေါ့နော်ဒီလိုမျိုးဈေးသက်သာတဲ့ budget phone လုံးနေနဲ့ software update 6နှစ်ရတာကတော်တော်ကြီးမှများတယ်လို့ပြောရမယ်အခြားသောဒီသေးတောင်းဝင်ကျင်ကဒီ China brand တွေကိုတွားကြည့်လိုက်မယ်ဆိုရင် software update က3နှစ်လောက်ထိပဲပေးတယ်ဒါပေမဲ့ဒီဖုန်းမှာ6နှစ်လောက်ထိပေးတာဆိုတော့ကိုဖုန်းကတုံတောင်နဲ့ထိမအောင်ဘူးဆိုတော့ပုံစံမျိုးတော့ဖြစ်သွားတယ်နောက်ပြီးတော့ဒီ1 UI ကိုကျွန်တော်တို့တုံးကြည့်ရတဲ့နေရာမှာလဲရိုးတက်တက်ပေါ့နော်ကျွန်တော်တို့လိုလူငယ်တွေဖုန်းတုံးတာမပြောနဲ့လူကြီးတွေဖုန်းတုံးရင်တောင်မှရိုးရိုးရှင်းရှင်းဖြစ်တဲ့ဘက်ကိုတွားတယ် နောက်ပြီးတော့ကိုကအရန်ကိုမှကလီတက်တဲ့လူတယောက်ဆိုရင်လေဒီ117အတော်တော်လေးကလီလို့ကောက်နေ။နောက်ပြီးတော့ animation style လေးတွေတို့ stabilization ဘိုင်းတွေမှာဆိုရင်လေဒီ117ကတော်တော်လေးမှမိုက်တယ်လို့ပြောရမယ်။ဒါကတော့ဒီဖုန်းရဲ့အဓိကအားသာတဲ့အချက်ထဲမှာထည့်ထားလို့ရတယ်။အဲ့တော့ဒီဖုန်းရဲ့ကင်မရာအကြောင်းကိုလည်းပြောလိုက်အောင်။ဒီဖုန်းမှာတော့ကျွန်တော်ကင်မရာ၃လုံးပါတယ်။ megapixel main camera, 5 megapixel ultra wide နဲ့2 megapixel micro ၃ခုထိပါတယ်။အဲ့တော့ရိုက်ရတဲ့ကင်မရာပုံထွက်အချိန်လေး quality ဘယ်လိုမျိုးရှိလဲ။ ကျွန်တော်ဒီဓာတ်ပုံရိုက်တယ် 1H နဲ့ရိုက်တယ် 2H နဲ့ရိုက်တယ်တော်တော်လေးအဆင်ပြေတယ်ကလာတွေကကျတော့ကျွန်တော်ဒီ natural sand ပြီးတော့အပြင်အားနဲ့ပို့ပြီးတော့တူတဲ့ပုံစံမျိုးတွေကိုရတယ်ပြီးတော့ပေါ့နော်ကျွန်တော်ဒီ zone ကိုပေါ့နော်ဒီ 3H တို့ 4H တို့အဲအဲ့လောက်ထိဆွဲရလိုက်မယ်ဆိုရင်တော့ဒီဒီလေးနည်းနည်းလေးကြာသွားတာမျိုးကြုံရတယ် ဲ့ဒါကကြတော့ဒီ Samsung ရဲ့ budget phone တစ်လုံးအနေနဲ့ပဲဖြစ်ဖြစ်အခြားဒီဈေးနှုန်းဝင်ကျင်က phone နေနေပဲဖြစ်ဖြစ်ဒါကပုံမှန်ပဲဆိုတော့ကျွန်တော်သွားပြီးတော့အပြစ်ပြောလို့မရဘူး ultra wide တက်ပုံတွေရိုက်မယ်ဆိုရင်လည်း5 megapixel နဲ့ဆိုတော့ဒီ main camera လောက်တော့ကျွန်တော်တို့ detail တွေအတိတ်ပြီးတော့မကောင်းတော့ဘူးနည်းနည်းဖွဲ့တဲတဲဖြစ်တယ်ဆိုတော့ဘက်ကူတော့ရောက်သွားတယ်ဒါပေမဲ့ color တွေကတော့ natural ဆန်ပြီးတော့လှတဲ့ဘက်မှာတော့ရှိတော့မယ်နောက်တစ်လုံးဖြစ်တဲ့ micro ကတော့ မပါလဲဘာမှမဖြစ်ဘူးဆိုတော့ကျွန်တော်ထည့်ပြီးတော့မပြောတော့ဘူး selfie camera ကတော့30 megapixel ကိုတုံးထားပေးတယ် selfie camera နဲ့ကျွန်တော်ဓာတ်ပုံရိုက်ရတဲ့အနေထားကတော့သူ့ရဲ့ရှေ့ camera မှာထွက်တဲ့ပုံထွက်တိုင်းပဲကျွန်တော်ဒီ natural sound ပြီးတော့ကျွန်တော်ဒီ second ကိုယူတဲ့ပုံစံတွေတို့ဒါမှမဟုတ်ဒီအခြားသောအရာတွေကိုရိုက်မယ်ဆိုရင်တော့မှ ူရဲ့ပုံစံက natural ဆန်ဆန်လေးနဲ့လှရဲဆိုတဲ့ဘက်ကိုသွားတယ်ဒါပေမဲ့ဒီ day ပိုင်းညမှာတော့နည်းနည်းလေးလျှော့တာကိုခံစားမိတယ်အဲဒါကကြောက်တော့လေကျွန်တော်ရှေ့မှာပြောခဲ့လို့ပဲဒီဈေးတန်းဝင်းကျင်ကအခြားသောဖုန်းတွေအနေနဲ့ဆိုရင်လေဒီလိုမျိုးပုံထွက်ပဲရမှာဆိုတော့ဒါကတော့သူ့ရဲ့အားနဲ့ချက်တော့မဟုတ်ဘူးပုံမှန်လိုမျိုးဖြစ်နေတာအဲ့တော့မိတ်ဆွေကဒီဖုန်းရဲ့ကင်မရာပုံထွက် quality နဲ့ဆိုရင်ကိုကရိုးတန်းတဲ့ဓာတ်ပုံရိုက်ဖို့ memory လေးစီတိမ်းထားခြင်းလို့မိသားစုဓာတ်ပုံတွေရိုက်တာတို့ရိုးတန်းတဲ့အပျော်တန်းဓာတ်ပုံတွေရိုက်တာအတွက်ကတော့ဒီဖုန်းမှာပါတဲ့ကင်မရာတွေနဲ့ကကောင်းကောင်းလေးအလုပ်ဖြစ်တယ်လို့ပြောရမှာ နောက်ထပ်ဒီ fingerprint sensor ကကြတော့သူရှိမှာကျွန်တော်တို့ဒီ side mounted fingerprint sensor ကိုပဲတုံးထားပေးတယ်။ကျွန်တော်ကတော့ဒီဈေးတန်းဝင်းချင်မှာ side mounted fingerprint sensor ကိုတုံးမိထားတာကိုပို့ပြီးတော့သဘောကျတယ်။ကျွန်တော်ဒီ anti display fingerprint sensor တွေကိုဒီဈေးတန်းဝင်းချင်မှာတုံးမယ်ဆိုရင်လည်းကျွန်တော်ဒီ speed ကနှေးနေတာဆိုတော့တိတ်ပြီးတော့အလုပ်ဖြစ်တဲ့အထက်မှာမပါဘူး။ဒီမျိုး side mounted fingerprint sensor နဲ့ဆိုရင်ကျွန်တော်ဒီ speed ကလည်းပို့ပြီးတော့မြန်တယ်။နောက်ပြီးတော့ accuracy လည်းပို့ဖြစ်တယ်။ဒါလေးတော့သဘောကျတယ်။ battery bye ဒီ battery ပိုင်းမှာဆိုရင်တော့ဒီ 4G version မှာရော 5G version မှာရော9000 mAh battery ကိုသုံးပေးထားတယ်။အပြန်သွင်းဖို့ကိုလည်း 25W fast charging ကို support ပေးတယ်။ဒီ9000 mAh Samsung phone လုံးနေနဲ့ဆိုရင်တော့ဒါကပုံမှန်အနေထားမှာရှိတယ်။ နောက်ပြီးတော့ကျွန်တော်ပေါ့နော်ဒီဖုန်းနဲ့ဒီ battery test တွေပါဆန်းကြီးရဲ့အနေထားမှာဝိုင်းဝန်းကြောင်မဲလားတော့မသိဘူးဒီဖုန်းကတော်တော်လေးမှ battery ခံတယ်လို့ပြောရမယ်ကျွန်တော်ဒီရုပ်ရှင်တွေပါကြည့်ကြည့်ရဲနောက်ပြီးတော့ဒီ mobile legend တို့ patch ကြီးတို့အဲ့လိုမျိုး game တွေကိုစော့ကြည့်တယ်အဲ့ဒါကိုကျွန်တော်ဒီ3နိုင်4နိုင်အဲ့လောက်ထိစော့ကြည့်ရဲ့အနေထားမှာလဲအကဒီ30%ဆန်လောက်ပဲကုန်တာဆိုတော့ဒီဖုန်းရဲ့ battery ကတော်တော်လေးခံတယ်ကျွန်တော်တို့တနေ့တာလုံးသုံးဖို့အတွက်လုံလောက်တဲ့ battery performance ကိုဒီဖုန်းကထုတ်ပေးနိုင်တယ်လို့ပြောရမယ်။နောက်ပြီးတော့ speaker ဘိုင်းမှာဆိုရင်ဒီဖုန်းမှာက mono speaker သုံးထားပေးတယ်။ ဒီချက်ကဒီဖုန်းမှာဆိုရင်ကျွန်တော်အတွက်အကြီးမားဆုံးအားနည်းချက်တစ်ခုလို့ပြောလို့ရတယ်။ဂျန်နဲ့ပေါ့နော်ဒီ water drop knot ဖြစ်နေတာတို့သူရှိမှချင်းကြီးတာတို့ကကျွန်တော်တို့အချိန်တစ်ခုရောက်သွားလဲဆိုရင်ဓာရီကပျောက်သွားလိမ့်မယ်။ဒါပေမဲ့ဒီလိုမျိုး mono speaker ဖြစ်နေတာကကျတော့အချိန်တစ်ခုရောက်လဲမပျောက်ပါဘူး။ဒါတော့ဒီဖုန်းရဲ့အကြီးမားဆုံးအားနည်းချက်ထဲမှာထည့်ထားလို့ရတယ်။အဲ့တော့နောက်ဆုံးအဆုံးသတ်နေတဲ့ဒီ Samsung Galaxy A70 4G နဲ့ 5G ကသူဈေးနှုန်းဝင်ကျင်မှာဆိုရင်ဘယ်လိုမျိုးအချိန်တွေရှိလဲ။ ဲ့တော့ဒီဖုန်းကသူဈေးတန်းဝင်ကျင်ဒီ9သိန်းကျော်အားနေပြီးတော့ဒီ10သိန်းကျော်ဝင်ကျင်လောက်ပါဆိုရင်ဆန်ဆောင်ဖုန်းတစ်လုံးအနေနဲ့ဆိုရင်တော်တော်လေးမှ price to performance အကောင်းတဲ့ဖုန်းတွေမှာပါတယ်။အရင်နှစ်ကတည်းကဆိုင်ဒီ SOC ဘိုင်းနေမှာရောနောက်ပြီးတော့ဒီ camera ဘိုင်းနေမှာရောဒီဇိုင်းဘိုင်းနေမှာရောတိုးတက်လာလို့ပြောရမယ်။ ောက်ပြီးတော့ဒီဖုန်းမှာအဓိကအားသာချက်ကသူ့ရဲ့ software update က6နှစ်လောက်ထိပေးတာဆိုတော့အခြားသောဖုန်းတွေနဲ့ရှင်မဲ့ဆိုရင်ဒါကဒီဖုန်းရဲ့အကြီးမားဆုံးအားသာချက်ထဲမှာရှိတယ်ဒီဖုန်းရဲ့ SOC ဘိုင်းတွေကလည်းဒီဖုန်းမှမဟုတ်ဘူးသူစည်းတမ်းဝင်ချိန်ကအခြား global version ဖုန်းတွေနဲ့ရှင်လိုက်မယ်ဆိုရင်တော့မှ price to performance ကကောင်းနေဆိုတဲ့အနေအထားမှာရောက်သွားတယ် နောက်ပြီးတော့ display ဘိုင်းနေရာလဲတော်တော်လေးမိုက်တယ်လို့ပြောရမယ်အဲ့တော့ message ကဒီ Samsung fan လဲဖြစ်တယ်ဆောင်ဆောင်ရဲ့ one one ကိုလည်းသဘောကျတယ်။ software update ကိုအကြာကြီးလေးရကျင်တယ်။ display ကောင်းတာကိုလည်းလိုချင်တယ်ဆိုရင်တော့ဒီ Samsung ရဲ့ Galaxy D A70 4G နဲ့ 5G က message ဝယ်တဲ့နဲ့ဖုန်းတစ်လုံးနဲ့မှပါတယ်လို့ပြောရနေပဲ။ message ဆိုရင်ရောကျွန်တော်ဒီ video ထဲမှာပြောခဲ့တဲ့ဒီဖုန်းရဲ့အားနည်းချက်တွေကိုဘယ်လိုမျိုးမြင်လဲ။နောက်ပြီးတော့အားသာချက်တွေရော message သဘောကျရလားဆိုတာကိုအောက်က comment section ထဲမှာရေးပေးသွားလို့ရလို့ပြောရနေပဲ။အားလုံးကြည့်တဲ့နဲ့ကျွန်တော်အောက်ခံပါ